င်္ဂလာပါရှင်ဒီနေ့အောက်တိုဘာ28ရက်နေ့အတွက် People's Prayer နေ့လည်ခင်းဒီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါအငင်းပွားမှုဝေဖန်မှုတွေရှိနေတဲ့အတိုင်းအောင်ကမ္ဘာအသက်အကြီးဆုံးရွေးကောက်ခံနိုင်ငံကောင်းဆောင်ကနောက်တစ်ကြိမ်ရွေးကောက်ပွဲအနိုင်ရသွားပါတယ်အသက်62နှစ်အရွယ်ကင်မရွန်သမ္မတပေါ်ပါယာကရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီးအသက်100နီးပါးအထိနိုင်ငံကိုဆက်လက်အုပ်စိုးဖို့စီစဉ်နေပါပြီ။ သူကအထမမြောက်သမရတက်တန်းကိုဆက်လက်တာဝန်ယူသွားမယ်လို့အောက်တိုဘာ29ရက်နေ့မှာကြေညာခဲ့ပါတယ်။ကင်မရွန်မှာတော့သမရတက်တန်းတစ်ကြိမ်အတွက်သတ်မှတ်ကာလက9နှစ်ဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်ကဘိုင်ယာဟာထောက်ခံမဲ့အရေးအတွက်53.9ရာခိုင်နှုန်းရခဲ့ပြီးအတိုက်ခံအင်အားစုတွေဝိုင်းဝန်းထောက်ခံထားကြတဲ့အိုင်ဆာချီရိုမာဘာဂါရီကတော့35.2ရာခိုင်နှုန်းသာထောက်ခံမဲ့ရခဲ့တယ်လို့ထုတ်ပြန်ခဲ့တာပါ။ဘိုင်ယာရဲ့မဟာမိတ်ဟောင်းဖြစ်ခဲ့မှုတဲ့ဘာဂါရီက ရွေးကောက်ပွဲရလဒ်တွေကိုမကြေညာခင်မှာတကယ်တမ်းအနိုင်ရသူဟာသူသာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ဒါပေမဲ့အာနာယကင်မရွန်ပြည်သူ့ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ CPDM ကတော့အဲ့ဒီစကားကိုပယ်ချခဲ့ပါတယ်။ရွေးကောက်ပွဲကိုအောက်တိုဘာ12ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီးသွေးထွက်သံယိုပဋိပက္ခတွေကြောင့်အရှုပ်ထွေးတွေလည်းဖြစ်ခဲ့ပါတယ်။ဘာကာရီကိုထောက်ခံသူတွေကစန္ဒပြခွင့်တားဆီးပိတ်ပင်ထားတာကိုဖိဆန်းပြီးမြို့ကြီးတချို့မှာဘန်ယာရဲ့အာနာချုပ်ကန်ကြီးစိုးမှုကိုစန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကြီးညာတဲ့နေ့မှာစန္ဒပြပွဲတွေဆက်ဖြစ်နေပြီးဂါရူအာမြို့မှာရှိတဲ့ဘာဂါရီရဲ့နေအိမ်နားမှာတင်စန္ဒပြသူတို့ချို့ ပြစ်သက်ခံခဲ့ရကြောင်းသိရပါတယ်။အဲ့ဒီမတိုင်ခင်တရက်ကလည်းကင်မရွန်ရဲ့စီးပွားရေးမြို့တော်ဒူအာလာမှာစန္ဒပြသူ၄ယောက်ကိုရဲတွေကပြစ်သက်ခဲ့ပါတယ်။အာနာပိုင်တွေကတော့ရဲတွေကစတင်တိုက်ခိုက်ခံရလို့ကိုကိုကိုကာကွယ်ခဲ့တာဆိုပြီးအကြောင်းပြချက်ပေးခဲ့ပါတယ်။ဒါပေမဲ့ဘာဂါရီကတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စန္ဒပြသူတွေအပေါ်အလွန်ကျုံအင်အားသုံးခဲ့တယ်လို့ဆွဆွဲခဲ့ပြီးသူ့အိမ်ရှေ့မှာတင်ငင်းငင်းကြမ်းကြမ်းစုဝေးနေသူတွေကိုအနီးကပ်တိပြီးပြခတ်တပ်ဖြတ်ခဲ့တယ်လို့လူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့တော့အာနာပိုင်တွေဘက်ကဖြေရှင်းမှုမရှိသေးပါဘူးမြို့တော်ယွန်းဒေးမှာလည်းအခြေအနေတွေကအေးဆက်တင်းမာနေပြီးအောက်တိုဘာ29ရက်နေ့အထိဆိုင်းတွေကျောင်းတွေပိတ်ထားရဆဲဖြစ်ပါတယ်ဝန်တန်းတော်တော်များများလည်းရုံးမတက်ကြပါဘူးသမရဘာယာကသူ့ကိုနောက်တစ်ချိန်ယုံကြည်ပေးခဲ့ကြတဲ့မဲဆန္ဒရှင်တွေကို ကျေးဇူးတင်တယ်လို့ပြောကြားသွားပါတယ်အခုချိန်မှာတော့အားလုံးအတူစုပေါင်းပြီးငြိမ်းချမ်းတဲ့စီလုံးတဲ့တာယာဝပြောတဲ့ကင်မရွန်နိုင်ငံစီဦးတည်ချီတက်ဖို့ပဲသူ့အနေနဲ့အလေးအနက်မျှော်လင့်ထားပါတယ်လို့သမရကဆိုပါတယ်ကင်မရွန်ရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူအားလုံးရဲ့58ရာခိုင်နှုန်းကမဲယုံတွေစီလာရောက်ခဲ့ပါတယ်ရွေးကောက်ပွဲမှာမဲမတမာမှုတွေရှိနိုင်တာကြောင့်စစ်ဆေးပေးဖို့တင်ပြတောင်းဆိုမှုအ ਨੇ စုံ10ခုလောက်ကိုဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီကပယ်ချခဲ့ပါတယ်ယွန်ဒေးမြို့ကန်တွေကတော့ ရွေးကောက်ပွဲမှာဘန်ယာကမှန်မှန်ကန်ကန်အနိုင်ရခဲ့တယ်ဆိုတာကိုမယုံကြည်ကြောင်းပြောခဲ့ပြီးအငင်းပွားမှုတွေပြင်းထန်နေတဲ့ရလက်ကိုလည်းစန့်ကျင်ခဲ့ကြပါတယ်။နိုင်ငံရဲ့စီးပွားရေးကဆူဆူရွရွထိုးကြနေပြီးအာဂရီကိစ္စတွေကကတ်ရောဂါလိုပြန့်နှံ့နေကြောင်းနေရာတိုင်းမှာမူမမှန်တာမှားယွင်းတာတွေပြည်နေကြောင်းအခုတော့ဒီအခြေအနေတွေဆက်ပြီးရှေကြာနေမဲ့အိမ်မက်ဆိုးကြီးကဆက်မှတ်နေမှာတေချာသွားကြောင်းလူငယ်တအူးကပြောပါတယ်။ဘာယာက1982ခုနှစ်မှာသမရဖြစ်လာခဲ့ပါတယ်။ 2008ခုနှစ်မှာတော့သူကရွေးကောက်ပွဲဝင်ခွင့်အကြေရေကန့်သက်ချက်ကိုဖွဲ့စည်းပုံအခြေခံဥပဒေကနေဖယ်ရှားစေခဲ့ပြီးတမရအဖြစ်အကန့်အသတ်တာဝန်ယူခွင့်ကိုရယူခဲ့ပါတယ်။သူရှင်ပြန်ခဲ့သမျှရွေးကောက်ပွဲတွေအားလုံးမှာလဲမဲအပြတ်အသတ်ကြီးအနိုင်ရခဲ့ပြီးလက်ရှိတစ်ချိန်က ပြိုင်ဘက်နဲ့ရလက်ကွာဟချက်အကျဉ်းများဆုံးဖြစ်လာခဲ့ပါတယ်။သူ့ရဲ့အုပ်စိုးမှုကဖွဲ့စည်းပုံအခြေခံဥပဒေကိုအသုံးပြုထားတဲ့ဘယင်စနစ်နဲ့တူလာတယ်လို့တောင်ဝေဖန်မှုတွေထွက်ပေါ်ခဲ့တာပါ။သူကလူမြင်ကွင်းကိုတိတ်ထွက်လို့မရှိသလို့ ကင်မရွန်မှာလည်းနေထိုင်တာနဲပါတယ်အချိန်အများစုကတော့ဆွစ်ဇာလန်မှာရှိတဲ့ဟိုတယ်တွေမှာပဲဘာယာကဖြတ်သန်းအချိန်ကုန်လေးရှိတာပါဒီလိုမျိုးလူမြင်ကွင်းကနေ အကြာကြီးတွေပျောက်နေတက်လို့လေသူသေဆုံးသွားပြီဆိုတဲ့ကောလာဟာလာတွေခဏခဏထွက်ခဲ့ဘူးပါတယ်သူ့လက်ထက်မှာနိုင်ငံရဲ့စာသင်ကျောင်းတွေနဲ့တက္ကသိုလ်တွေတည်တည်တသာချဲ့ထွင်ဖွင့်လှစ်လာနိုင်တာနိုင်ဂျီးရီးယားနဲ့ပိုင်းနဲ့အငင်းပွားနေတဲ့ဘာကာစီကျွန်းဆွယ်ကိစ္စကိုကန်တွယ်ဖြေရှင်းတာတွေနဲ့ပတ်သက်ရင်ချီကျူးအတိမတ်ပြုခံရပေမဲ့ ဝေဖန်ခံရတဲ့တခြားအကြောင်းတရားတွေလည်းရှိနေပါတယ်။အထူးသဖြင့်နိုင်ငံအနောက်ပိုင်းမှာအုံကြွနေတဲ့ခွဲထွက်ရေးအဖွဲ့တွေကိုမှနှိမ်နှင်းနိုင်တာလူငယ်တွေကြားမှာအလုံးလက်မဲ့ပြဿနာအရန်ကြီးထွားနေတာကျမ်းမာရေးစောင့်ရှောက်မှုနဲ့တခြားအခြေခံအဆက်အအုံတွေယိုယွင်းပြက်စီးတာကိုမဖြေရှင်းနိုင်တာတွေကသူ့အပေါ်လူမှုအမြင်ကိုအနှုတ်လက္ခဏာဆောင်လာစေပါတယ်။တချိန်ကအေဂျန်တာယာတဲ့နိုင်ငံတခုဖြစ်ခဲ့တဲ့ကင်မရွန်မှာရွေးကောက်ပွဲရလဒ်ကလူမှုအမြင်ကိုအမှန်တကယ်မထင်ဟပ်စေဘူးဆိုရင် နိုင်ငံရေးအကြက်အတဲတဲကြဆင်းသွားနိုင်တယ်လို့လည်းနိုင်ငံရေးအကြက်ခတ်တွေကသတိပေးပြောကြားထားပါရဲ့ရှင်။တတိယသမရသက်တမ်းဆက်လက်တာဝန်ယူဖို့ဖြစ်နိုင်ခြေကိုဒေါ်နယ်ထရမ့်ကမငင်းခဲ့ပါဘူး။ဒါပေမဲ့သူကဒုသမရယာဒုကိုလက်ခံပြီးအဲ့ဒီကောင်မှတဆင့်သမရအဖြစ်ပြောင်းလဲတာဝန်ယူမဲ့နီလန်ကိုတော့သုံးမှာမဟုတ်ဘူးလို့ဆိုပါရဲ။အမေရိကန်ရဲ့ဖွဲ့စည်းပုံဥပဒေအရသမရအဖြစ်၄နှစ်သက်တမ်း၂ကြိမ်တာဝန်ယူထားတဲ့ပုဂ္ဂိုလ်တဦးကသမရလောင်းအဖြစ်နောက်ထပ်ရွေးကောက်ပွဲဝင်ခွင့်မရှိသင့်ဘူးလို့ အတိလင်းသတ်မှတ်ထားပါတယ်။ Trump က2019ခုနှစ်2020ခုနှစ်ထိပထမသမ္မတသက်တမ်းကိုတာဝန်ယူခဲ့ပြီးလက်ရှိဒုတိယသက်တမ်းက2029နှစ်စန်းပိုင်းမှာကုန်ဆုံးမှာပါ။ဒီတော့ဖွဲ့စည်းပုံဥပဒေအရသူဟာနောက်တစ်ကြိမ်ရွေးကောက်ပွဲဝင်ခွင့်မရှိတော့ပါဘူး။ဒါပေမဲ့ Trump ရဲ့အတွင်းစီးပုံကိုယ်တွေက American သမ္မတဟာ2029အလွန်မှာလဲနိုင်ငံကောင်းဆောင်နေရာကိုဆက်လက်ထိန်းသိမ်းထားဖို့ဖြစ်နိုင်ခြေတွေကိုစဉ်းစားနေကြောင်းပြောပါတယ်။လူပြောအများဆုံးကိစ္စတစ်ခုကတော့ ဒုသမရနေရာကနေသမရယာဒုကိုလက်လွဲယူဖို့ဆိုတာပါဒါကဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ရိုးပေါက်တစ်ခုလို့လည်းသတ်မှတ်ခံရပါတယ်ဥပဒေပေါ်ပြတန်းချက်မှာလေးနှစ်သမရသက်တမ်းနှစ်ကြိမ်ထမ်းဆောင်ပြီးသူကသမရလောင်းအဖြစ်ရွေးကောက်ပွဲထပ်ဝင်ခွင့်မရှိဘူးလို့သတ်မှတ်ထားပါတယ်ဒါပေမဲ့တခြားပုဂ္ဂိုလ်တဦးကရွေးကောက်ပွဲမှာအနိုင်ရပြီး Trump ကိုဒုသမရအဖြစ်ခန့်အပ်တာမျိုးတော့ဖွဲ့စည်းပုံအခြေခံဥပဒေကတားမြစ်မထားဘူးလို့ Trump ရဲ့ဗတ်တော်သားဥပဒေပညာရှင်တွေကထောက်ပြပါတယ်ဒီတော့ Trump က ဒုသမရအဖြစ်ကြမ်းကြိမ်အဲ့ဒီနောက်ပိုင်းကျမှသမရဖြစ်သူကယာဒုကနေနှုတ်ထွက်လိုက်မယ်ဆိုရင်ရွေးကောက်ပွဲမဝင်ပဲထရမ့်ကသမရပြန်ဖြစ်လာမယ်သဘောပါအမေရိကန်ဖွဲ့စည်းပုံဥပဒေအရသမရနှုတ်ထွက်ကွယ်လွန်သွားရင်အဲ့ဒီခါဒုသမရကအရရဆက်ခံရတာကြောင့်ဖြစ်ပါတယ်သူ့ရဲ့အာရှခီးစဉ်တော်တွင်းမှာတော့ထရမ့်ကတတိယသမရတက်တန်းအတွက်စဉ်းစားထားသလားဆိုတဲ့မေးခွန်းတွေကိုငင်းဆိုမသွားခဲ့ပါဘူးဒါပေမဲ့ဒုသမရနေရာကနေ သမရယာဓုကိုလက်လွဲယူဖို့ဆိုတဲ့စိတ်ကူးကိုတော့ပယ်ချသွားခဲ့ပါတယ်။ဒီတွေးကချက်စရာကောင်းပေမဲ့လည်းမှမှန်ကန်ဘူးလို့ထရမ့်ကဆိုပါတယ်။ပြီးတော့အသက်89နှစ်အရွယ်သမရအနေနဲ့ဖွဲ့စည်းပုံဥပဒေကိုကျော်လွန်ပြီးတတရသမရတတန်းကိုဘလို့ရယူဖို့စဉ်းစားထားတယ်လဲဆိုတာကမရှင်းလင်းတော့ပါဘူး။ပြီးခဲ့တဲ့သတင်းပတ်တုန်းကတော့ထရမ့်ရဲ့မဟာဗျူဟာရေးရာကြံပေးစတီးဗ်ဘန်နွန်ကထရမ့်အတွက်နောက်ထပ်တတန်းတစ်ကြိမ်ထပ်တိုးတာဝန်ယူစေဖို့အစီအစဉ်တစ်ခုရှိနေထားပြီးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ လေးရှားမှာအာဆီယံထိပ်သီးညီလာခံကိုတက်ရောက်ခဲ့ပြီးဂျပန်စီဆက်လက်ထွက်ခွာဖို့သမရစီးတော်လေယာဉ် Air Force 1ပေါ်အတက်မှာထရမ့်ကသတင်းတောက်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။သူကဒုသမရနေရာကနေနောက်တစ်ချိန်ရွေးကောက်ပွဲဝင်ဖို့အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။တတိယတက်တန်းအတွက်သမရတာဝန်ဆက်ယူခြင်းသလားဆိုတဲ့မေးခွန်းကိုတော့သူကလောလောဆယ်ဒီအကြောင်းကိုမတွေးသေးကြောင်းဒါပေမဲ့သူဟာလူဒုထောက်ခံမှုအင်အားအကောင်းဆုံးအခြေအနေမျိုးကိုတော့ရရှိထားကြောင်းမတင်မကျပြန်ဖြေသွားပါတယ်။ ူကတကယ်လို့သမရအဖြစ်ဆက်ပြီးတာဝန်မယူဖြစ်တော့ဘူးဆိုရင် သူ့နေရာကိုဆက်ခံဖို့လက်ရှိဒုသမရ James David Vance နဲ့နိုင်ငံသားရေးဝန်ကြီး Marco Rubio တို့ကအဖြစ်အသင့်ဆုံးလို့လည်းထောက်ခံခဲ့ပါတယ်။သူတို့နှစ်ဦးကရက်တန်တားဆီးလို့မရနိုင်သူတွေဆိုပြီး Trump ကညွှန်ဆိုခဲ့တာပါ။သူက Republican Party မှာတကယ်ကိုထူးချွန်အားကောင်းတဲ့အစုအဖွဲ့မျိုးရှိနေပေမဲ့ Democratic တွေကတော့ဒီလိုလက်ဆုပ်လက်ကမ်းပြဆရာမရှိဘူးလို့လည်းပြောကြားသွားပါတယ်။ အမေရိကန်ဖွဲ့စည်းပုံဥပဒေရဲ့22ကြိမ်မြောက်ပြင်ဆင်သတ်မှတ်မှုအရလူပုဂ္ဂိုလ်တဦးဟာတတိယသမ္မတတက်တန်းအတွက်ရွေးကောက်ပွဲဝင်ခွင့်ကိုတားမြစ်ထားပါတယ်။ Trump အနေနဲ့အဲ့ဒီအချက်ကိုပြင်ဆင်ခြင်းတယ်ဆိုရင်တော့အထက်နဲ့အောက်လွှတ်တော်အမတ်စုစုပေါင်းအရေးအတွက်ရဲ့3ပုံ2ပုံဒါမှမဟုတ်ကြီးနယ်ဥပဒေပြုလွှတ်တော်အားလုံးရဲ့3ပုံ2ပုံစီကနေထောက်ခံမှုကိုလိုအပ်မှာပါ။ဒါပေမဲ့အဲ့ဒီကိစ္စကလက်တွေ့အထမြောက်နိုင်ဖို့အလားအလာမရှိကြောင်းနိုင်ငံရေးအကဲခတ်တွေကသုံးသပ်ထားကြပါရဲ့ရှင်။ ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါ။လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ်ဆိုတဲ့စစ်ကောင်စီရွေးကောက်ပွဲအတွက်အာဆီယံကစောင့်ကြည့်လေ့လာသူတွေဆင်းလွတ်မှာမဟုတ်ဘူးလို့တပ်တမန်ရင်းမြစ်တွေက AFP သတင်းဌာနကိုပြောထားပါတယ်။အာနာသိန်းစစ်ကောင်စီကသူ့ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူတွေဆင်းလွတ်ဖို့အာဆီယံကို တောင်းဆိုထားပေမဲ့အာဆီယံအဖွဲ့ဝင်17နိုင်ငံကြားဘုံသဘောတူညီချက်မရတာကြောင့်အာဆီယံရဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူကိုယ်စားလှယ်အဖွဲ့ကိုဆေးလွတ်မှာမဟုတ်ဘူးလို့တန်တမန်တွေကဆိုပါတယ် အာဆီယံအနေနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဆီလွတ်မှာမဟုတ်ပါဘူး။ဒါပေမဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့နှစ်နိုင်ငံဆက်ဆံရေးပေါ်မူတည်ပြီးစောင့်ကြည့်လေ့လာသူတွေလွတ်လွတ်လပ်လပ်ပဲဆီလွတ်နိုင်ပါတယ်လို့အမည်မဖော်လိုသူတန်တမန်တဦးက AFP သတင်းဌာနကိုပြောတာပါ။နောက်ထပ်တန်တမန်တဦးကလည်းအာဆီယံအဖွဲ့အစည်းကြီးအောက်ကနေကိုယ်စားလှယ်အဖွဲ့ဆီလွတ်ဖို့အဖွဲ့ဝင်နိုင်ငံတွေကြားဘုံသဘောတူညီချက်မရရှိဘူးလို့ AFP ကိုအတည်ပြုပါရယ်အခုလိုအာဆီယံကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေမဆေလွတ်တာဟာ တရားဝင်မှုလိုချင်နေတဲ့စစ်ကောင်စီအတွက်ထိုးနှက်ချက်ဖြစ်လာမှာသိကြတယ်လို့နိုင်ငံတကာရေးရာကဲခတ်မူစတာဖာအစ်ဇက်တင်ကပြောပါတယ်လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကစစ်ကောင်စီရွေးကောက်ပွဲကိုအတူအောင်ဖြစ်တယ်လို့ရှုံချထားပါတယ်အပြည့်ပြည့်ဆိုင်ရာလူငယ်ချမ်းသာအဖွဲ့ AI ကလည်းရွေးကောက်ပွဲကိုဝေဖန်တဲ့ဘသူကိုမဆိုဖန်းစီခြင်းနဲ့ဖိနှိပ်တဲ့နှီးပြူဟာတွေနဲ့ပတ်သက်လို့စစ်ကောင်စီအပေါ်ဆွဆွဲပြစ်တင်ထားပါတယ်။လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်က ချက်ချင်းအပြစ်ခတ်ရက်စဲဖို့မနေ့ကထလောင်းတောင်းဆိုထားပါတယ်။ဒါ့အပြင်အာဆီယံခေါင်းဆောင်တွေဟာမြန်မာအကြက်တဲနဲ့ပတ်သက်လို့အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ငြိမ်းချမ်းရေးအတွက်ထိရောက်တဲ့တိုးတက်မှုမရှိတဲ့အပေါ်လဲသတိပေးကြောင်းအောက်တိုဘာ26ရက်ကပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အာဆီယံခေါင်းဆောင်တွေက2021 April မှာချမှတ်ခဲ့တဲ့တူညီစန္ဒ5ရက်ကိုဆက်လက်ကင်ဆွဲမယ်လို့ကြေညာခဲ့တယ်လို့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲတွေမကျင်းပခင်မှာဒါကိုလက်တွေ့ကြကြအကောင့်ထဲဖော်တင်တယ်လို့တိုက်တွန်းထားပါရရှင်။ မန္တလေးတောင်မြင်းကြံမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ဒီတာယူမုံပြူစောတီအဖွဲ့ရဲ့ဒရုန်းတစ်စီးကိုသိမ်းနိုင်ခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာတာဝန်ရှိသူက People's Spring ကိုပြောပါတယ်။အောက်တိုဘာ28ရက်မနေ့ကမြင်းကြံမြို့ရဲ့အနောက်ဘက်ခြမ်းကနေဒရုန်းကိုရရှိတာလို့ဆိုပါတယ်။တိုက်ပွဲဖြစ်တဲ့နားမှာဒရုန်းနဲ့ခြာရင်ကနေဘက်ထရီအကုန်ပြီးပြတ်ကျတာဖြစ်မယ်လို့နထိုးကြီးမြို့နယ်ပါကာဖာတာဝန်ရှိသူကပြောပါတယ်။ဒါပေမဲ့ဒရုန်းရရှိတဲ့ဒေသအခြေအနေအသေးစိတ်ကိုတော့ လက်တလောစစ်ရေးအရာဖော်ပြဖို့မတင်သေးဘူးလို့ပြောပါရယ်မြင်းချန်ခရိုင်ကတောင်တာမြင်းချန်နဲ့နှထိုးကြီးမြို့နယ်တွေကိုဒီနှစ်ဩဂတ်ကလေးကစစ်ကောင်စီတပ်စစ်ကြောင်းတွေထိုးနေတာဖြစ်ပါရယ်ပြီးခဲ့တဲ့စက်တင်ဘာ25ရက်ကနေအောက်တိုဘာ12ရက်အထိတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်အထိနာပြီးစစ်ဦးလန်အောင်တိုက်ခိုက်ခံထားရပါရယ်အဒီတိုက်ပေါ်ရီမှာဗိုလ်မှူးအဆင့်အပါဝင်တေဆုံးမှုအများပြားရှိပြီးလက်နက်မျိုးစုံ90နီးပါးသိမ်းနိုင်ခဲ့တယ်လို့မြထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်မတော် ်မြင်းကြံခရိုင်အမှတ်၄နဲ့၁၀တရင်ကသတင်းထုတ်ပြန်ထားပါတယ်ရှင်ဒီပေါ့စပရင်ရဲ့နေ့လယ်ခင်းဒီနောက်ဆုံးရတဲ့သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်